ားပါရှင် Astro Garden Channel မှာကြိုဆိုပါတယ်ရှင် Astro 2ဒီယနေ့နှစ်ခတ်အစည်းအဝေးမှာ2025အောက်တိုဘာ22ရက်ဗုဒ္ဓဦးနေ့အတွက်ဆောင်ရန်ဆောင်ရန်ဆောင်ရရမဲ့နှစ်ခတ်အချိန်ခါများကိုအစည်းအဝေးတင်ဆက်သူများဖြစ်ကြတဲ့ကျွန်မမနှင်းမဲ့အင်းနဲ့အတူမန်ရွှေရုံအောင်တို့မှတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင် 2025အောက်တိုဘာလ22ရက်ဗုဒ္ဓဟူးနေ့တွင်ဗုဒ္ဓဟူးနေ့သာသမီများအပေါ်ပုံမထီရောက်နိုင်တဲ့ကောင်းကျိုးနှက္ခ9ပါးနဲ့မိမိတို့ရဲ့လုပ်ငန်းကိစ္စများဆောင်ရွက်နိုင်ရန်ကောင်းမွန်တဲ့နှက္ခချင်းကားတွေကိုကြံပြပေးသွားမှာဖြစ်ပါတယ်ရှင်။ နနက်9:05မိနစ်မှနနက်9:25မိနစ်ချိန်တွင်မှဆိုရင်တော့ဖုံးကန်ကြီးမြင့်မဲ့ဇနက်ခက်ကိန်ကြောက်တဲ့အချိန်ပဲဖြစ်ပါလေရှင်။နနက်9:58မိနစ်မှနနက်8:18မိနစ်ချိန်တွင်မှဆိုရင်တော့စန္ဒအောင်မြင်ပြီးမိတ္တရေကန်ကောင်းမှုစဉ်မဲ့ဆုံးနက်ခက်ကိန်ကြောက်တဲ့အချိန်ပဲဖြစ်ပါလေရှင်။ညနေ4:00မိနစ်မှညနေ4:24မိနစ်ချိန်တွင်မှဆိုရင်တော့ဘယ်လုံငန်းမျိုးကိုမစိုးလောက်ကင်ဆောင်ရွက်ပါကအထွတ်ထွတ်ရောက်ရှိအောင်မြင်နိုင်တဲ့အဓိပတိနက္ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါလေရှင်။ နေ့နဲ့3နာရီ53မိနစ်မှာညနေ4နာရီ73မိနစ်ချိန်တွင်မှဆိုရင်တော့ရာထူးဩဇာအနာကြီးမြင့်စေမဲ့ထိပြုနှက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။အင်္ဂါနေ့ညတကောင်ကျော်ပြီးဗုဒ္ဓဦးနေ့အကူနနက်7နာရီ54မိနစ်မှာနနက်7နာရီ14မိနစ်ချိန်တွင်မှဆိုရင်တော့အိမ်ချမ်းမြေရောင်းဝယ်ကိစ္စရများအကျိုးပြုစေမဲ့စင်ဖြူနှက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ ညနေ9:32မိနစ်မှညနေ9:52မိနစ်ချိန်တွင်မှဆိုရင်တော့ငွေကြေးရှုံငွေရဏနဲ့ထိကန်ဆန်းမှုကံကောင်းမှုစဉ်မဲ့ရဏနဲ့ခက်ကင်းကြောက်တဲ့ချိန်ပဲဖြစ်ပါတယ်ရှင်။အင်္ဂါနေ့ညတကောင်ကျော်ပြီးဗုဒ္ဓဟူးနေ့အကူနနက်12:10မိနစ်မှနနက်12:30မိနစ်ချိန်တွင်မှဆိုရင်တော့သာသမိရဏထွန်ကားရရှိစဉ်မဲ့တန်နေနဲ့ခက်ကင်းကြောက်တဲ့ချိန်ပဲဖြစ်ပါတယ်ရှင်။ ဆက်လက်ပြီးဒုတိယခန်းကဏ္ဍအနေဖြင့်ဗုဒ္ဓဦးနှင့်သတ္တမများအပေါ်ပုံမူပြီးထိရောက်မှုရှိနိုင်တဲ့ဆိုချိုနှခတ်နှင့်ပတ်သက်တဲ့နှခတ်အချိန်ကာလကိုတင်ပြပေးသွားမှာဖြစ်ပါလိမ့်ရှင်။နနက်9:33မိနစ်မှနနက်9:53မိနစ်အချိန်တွင်းမှဆိုရင်တော့မတော်တဆထိခိုက်ဒဏ်ရာရရှိမှုတွေ၊တေကျပျက်စီးဆုံးရှုံးမှုတွေဖြစ်စေနိုင်တဲ့မရဏနှခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါလိမ့်ရှင်။ နက်နက်8:29မိနစ်မှနက်နက်8:48မိနစ်အချိန်တွင်းမှဆိုရင်တော့အမှုကင်းပြဿနာတွေစိတ်ပူပန်စရာတော့ကတွေဖြစ်စေနိုင်တယ်တော့ကနက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်နေ့နဲ့7:08မိနစ်မှနေ့နဲ့7:28မိနစ်အချိန်တွင်းမှဆိုရင်တော့ဆုံးရှုံးပျက်စီးမှုများဖြစ်စေနိုင်တဲ့10တိုင်းနက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။ ညနေ6:05မိနစ်မှညနေ6:25မိနစ်အချိန်တွင်မှဆိုရင်တော့မိတ်ဆွေတင်ကားများဆုံးရှုံးပျက်စီးမှုများဖြစ်စေနိုင်တဲ့မိတုနက်ကကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။နနက်2:48မိနစ်မှနနက်3:09မိနစ်အချိန်တွင်းမှဆိုရင်တော့အလုံစည်းပွားကိစ္စရပ်တွေမှာထိခိုက်ပျက်စီးဆုံးရှုံးမှုတွေဖြစ်စေနိုင်တဲ့ဘင်ကားနက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။ ယခုဖော်ပြပေးခဲ့တဲ့နခတ်ချင်းကရီယာဆိုရင်တော့ဗုဒ္ဓဟူးနေ့သာသမီးများအပေါ်ပုံမူပြီးထ ිය မှုရှိနိုင်တဲ့နခတ်ချင်းကရီပဲဖြစ်ပါတယ်ရှင်ဒီနခတ်ချင်းကရီကိုသမီးတို့ရဲ့ဆရာဆရာဦးဆရာကိုမကိုရိုင်းအသေးစိတ်တွက်ချက်ပေးထားတာပဲဖြစ်ပါတယ်ရှင်သမီးတို့ရဲ့ယနေ့နခတ်စီစဉ်ကိုကြည့်ရှုပေးကြတော့မိဘပြည်သူများအားလုံးရှင်